မော်တက်လားယုံကြည်မှုလားအာဖရိကကစုံကွေဘူရူးမော်တက်တွေအကြောင်းကမ္ဘာပေါ်မှာထူးခြားဆန်းပြပြီးလူများစိတ်ဝင်စားမှုကိုဖန်ဆားနိုင်တဲ့ဘာသာရေးထုံးတမ်းစင်လာရီအများကြီးရှိပါသည်အဲ့ဒီထဲကမှဘူရူးလို့ခေါ်တဲ့ဘာသာရေးဟာသူရဲ့လိဝတ်စမ်းကျင်မှုတွေထူးခြားတဲ့ထုံးတမ်းစင်လာရီနဲ့မော်တက်ဆိုင်ရာအယူအဆတွေကြောင့်ကမ္ဘာအနှံ့များမှလူသိများပါသည်မီဒီယာတွေနဲ့ရုပ်ရှင်တွေကနေတဆင့်ပုံဖော်ခံရတဲ့ဘူရူးဟာကျောင်းဆရာကောင်းတဲ့စုံတက်အယုတ်တွေကိုအဲ့နဲ့ထိုးပြီးတော့ချိန်စာတိုက်တာမျိုး ဒါမှမဟုတ်ဖုတ်ကောင်ဖန်တီးတာမျိုးတွေနဲ့ဆက်ဆက်နေတယ်လို့လူအများကထင်မြင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဘူဒူးဟာအာဖရိကရိုးရာဘာသာကြီးတွေကနေဆင်းသက်လာတယ်။ရှုပ်ထွေးပြီးယဉ်ကျေးမှုတွေကျွဲဝါတဲ့ဝိညာဉ်ရေးရာယုံကြည်မှုစနစ်တစ်ခုတတ်တတ်တာဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ဂျီရိုကိုအာဖရိကတိုက်ရဲ့အဓိကကူးကွယ်ယုံကြည်မှုလို့ပြောရမယ်ဘူဒူးမော်အတတ်ပညာတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဘူဒူးဘာသာကြီးဟာ19ရာစုနဲ့18ရာစုတွေမှာအာဖရိကတိုက်ကနေကာရေဘီယန်ဒေသအထူးသဖြင့် ဟေတီနိုင်ငံကိုကျွန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားရတဲ့ကျွန်းနေနဲ့အတူပါရှိလာခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။အာဖရိကရိုးရာဘာသာရေးတွေဥပမာဒိုမီ၊ယိုရူဘာ၊ကွန်ဂိုနဲ့ရောမကက်သလစ်ဘာသာ၊ရိုမန်ကက်သလစ်ရှင်တို့ရဲ့အယူအဆတွေပေါင်းစပ်ပြီးဟေတီဘူဒူအဖြစ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဘူဒူဘာသာဝင်တွေဟာကမ္ဘာလောကကြီးကိုထိန်းချုပ်နေတဲ့ဝိညာဉ်တွေ LWA လို့ခေါ်တဲ့ လာဝါရီကိုရှိတယ်လို့ယုံကြည်ကြပါသည်ဒီလာဝါရီဟာလူသားတွေနဲ့နတ်လောကကြောင့်ဆက်သွယ်မှုကိုဖန်တီးပေးပြီးလူသားတွေရဲ့ဘဝကိုအကောင်းဆုံးနှမျိုးလုံးရဲ့တက်ရောက်မှုတွေရှိတယ်လို့ယုံကြည်ကြပါသည်ဘူဒူဘာသာဝင်တွေဟာလာဝါရီနဲ့ဆက်သွယ်ဖို့အတွက်တချင်းဆိုတာကာခုံနာပူဇော်ပါတာရာနဲ့ပုံမှန်ဘာသာရေးထုံးတမ်းစင်လာတွေကိုကျင့်သုံးကြပါသည်ဘူဒူရဲ့အရေးအကြီးဆုံးထုံးတမ်းစင်လာတွေတဲကတစ်ခုကတော့ပိုဇက်ရှင်မဲ့ဖြစ်ပါသည်ဒါကဘာလဲဆိုရင်တော့ဝင်ရောက်ပူကတ်ချက်မှာဒီထုံးတမ်းစင်လာတွေမှာဘာသာဝင်တွေရဲ့ခန္ဓာကိုယ်ကိုလာဝါလို့ခေါ်တဲ့ ဝိညာဉ်တစ်ပါးပါးကဝင်ရောက်ပိုင်ဆိုပြီးလာဝါရဲ့ဆန္ဒတွေဒါမှမဟုတ် message တွေကိုလူသားတွေစီကိုပေးပို့ရလို့ယုံကြည်ကြပါရည်။အဲ့လိုမျိုးပိုင်ဆိုခံရတဲ့အချိန်မှာလူတူဟာတတိလေပြီးထူးခြားတဲ့အပြုမှုတွေကိုပြုလုပ်လေရှိပါရည်။ဘုဒ္ဓဘာသာဝိနည်းဟာအဲ့လိုမျိုးပိုင်ဆိုခံရခြင်းကိုဝိညာဉ်ရေးရမြင့်မြတ်တဲ့အတွေ့အကြုံတစ်ခုအဖြစ်မှတ်ယူထားကြပြီးလာဝါရဲ့အသိဉာဏ်နဲ့ပုံမှန်မဟုတ်တဲ့စွမ်းအားတွေကိုရရှိတယ်လို့ယုံကြည်ကြပါရည်။ဒါ့ပေမဲ့မီဒီယာတွေမှာပုံဖော်သလိုမျိုးဘုဒ္ဓဟာကျောင်းမဖွေရမော့အတက်ဒီစိစာတိုက်တာတွေနဲ့ကြည့်ပဲဆက်ဆက်နေတာမျိုးမဟုတ်ဘူးလို့သိသေးကြနာပါ အဓိကအားဖြင့်တော့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုကုစားဖို့ကံကောင်းခြင်းတွေရရှိဖို့နဲ့ဘဝရဲ့အခက်အခဲတွေကိုကျော်လွှားဖို့အတွက်ဝိညာဉ်ရဲ့အကူအညီကိုရယူတာမျိုးပဲဖြစ်ပါတယ်ဘူဒူဘာသာဟာကမ္ဘာပေါ်မှာအထင်ရှားတည်ရှိနေစေဖြစ်ပြီးဟေဒီနိုင်ငံမှာဆိုရင်နိုင်ငံရဲ့တရားဝင်ဘာသာရေးတစ်ခုအဖြစ်သတ်မှတ်ထားပါသည်။ဘူဒူရဲ့အယူအဆတွေဟာအနောက်အာဖရိက၊ဘရာဇီး၊ကူဘာ၊အမေရိကန်ပြည်ထောင်စုစရဲ့ဒေသအများပြားမှာလည်းပြန့်နှံ့လျက်ရှိပါသည်။ဒီဘာသာရေးစနစ်ဟာတမိုင်းကျောင်းရဲ့နာကျင်စရာဖြစ်ရတဲ့ကနေပေါ်ပေါက်လာခဲ့ပေမယ့် ဘာသာဝင်တွေအတွက်စိတ်ဓာတ်ခွန်အားလူမှုအတိုင်းဝန်းနဲ့ရှင်သန်နိုင်စွမ်းကိုပေးစွမ်းနေတဲ့အဓိကမှန်တိုင်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။ဘူရီရဲ့လေးဝက်ဆန်းကျဲမှုတွေကလူအများရဲ့စိတ်ဝင်စားမှုတွေကိုဆက်လက်ဖန်ဆားနေအောင်ပါပါ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို YH Entertainment ကနေပြီးတော့တင်ဆက်ပေးအောင်မလို့ Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။